အားလုံးပဲမင်္ဂလာပါ AMW Videography ကနေကြိုဆိုပါရစေဒီနေ့ Video Editing Application လေးတစ်ခုအကြောင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီ videography ကနေပြီးတော့ဒီအာ video editing နဲ့ပတ်သက်ပြီးတော့ပေါ့နော် share ပေးချင်တာလေးတစ်ခုရှိပါတယ် အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Premier Pro ပေါ့နော် Lab ရှိအဲလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလက်ရှိ laptop တွေအာ PC တွေပေါ့နော်ကွန်ပျူတာ PC ဘုံးနေနဲ့အဲ MacBook တွေနဲ့အသုံးပြုနေရတဲ့ကျွန်တော်တို့ Premiere Pro ပေါ့နော်အာဘယင်တစုလို့လဲပြောလို့ရတာပေါ့နော်အဲဒီ video editing လောကမှာဒီကောင်ဒီ application ဒီ software ဒီလုံးဝကိုကျွန်တော်တို့ဒီ အဘော commercial video တွေထိ edit လုပ်လို့ရတဲ့ application တခုပေါ့เนาะအဲ့ဒီ application ဒီကျွန်တော်တို့ဒီ mobile phone တွေမှာပါအသုံးပြုလို့ရမယ်လို့ဟိုကျွန်တော်တို့ပြောထားပါဗျာအဲပြောထားဆိုတော့အခုဒီနေ့လဲကျွန်တော်တို့က sam ကြည့်လိုက်တာပေါ့เนาะကျွန်တော် iOS မှာ sam ကြည့်လိုက်တာတော့ app store ပေါ့เนาะ app store မှာ sam ကြည့်လိုက်တာတော့ရပါတယ်အဲဒီစိတ်မကောင်းစွာနဲ့ပဲ android မှာတော့ကျွန်တော်တို့အသုံးပြုလို့တော့ မရနေသေးပါဘူးပေါ့နော်အဲ့တော့ကျွန်တော် iOS မှာစမ်းကြည့်လိုက်တာအဲသူက App Store မှာထောင်းလိုက်တယ်ပြီးလို့ရှိရင် application နဲ့ဝင်ပြီးတော့ term condition တွေကိုကျွန်တော်တို့လက်ခံနေဆိုတဲ့အကြောင်းပြောတယ်နောက်ပြီးကြားလို့ရှိရင်ကျွန်တော်တို့ကဒီအဲ့ဒီအဲကိုယ့်ရဲ့ Gmail account သို့မဟုတ် iOS account ပေါ့နော်အဲ့ဒီဟာတွေနဲ့ link in လေးလုပ်ပြီးတော့မှကျွန်တော်တို့ကစမ်းသုံးကြည့်မယ်ဆိုရင်တော်တော်လေးအသုံးပြုလို့ ကောင်းတယ်ပေါ့နော်ကျွန်တော်တို့စမ်းသုံးကြည့်ပြီးသွားပြီအဲဓာတ်ပုံတွေကိုကျွန်တော်တို့ကဗီဒီယိုဖြစ်ပြောင်းတာတွေလည်းအဲ့ဒီထဲမှာ generate လုပ်လို့ရတယ် print ရေးပြီးတော့လုပ်လို့ရပါတယ်နောက်ရက်တွေမှာတော့ကျွန်တော်ဒီ screen recorder လေးနဲ့ပဲကျွန်တော်အသုံးပြုပြီးတော့အထုတ်ထားတဲ့ဗီဒီယိုလည်းပြပေးမယ်အဲကျွန်တော်ရဲ့ YouTube channel လေးမှာလည်းတင်ပေးပါမယ်အဲစိတ်ဝင်စားတဲ့သူတွေကတော့စောင့်ကြည့်ပေးပါအောင်ခင်ဗျာတယောက်ချင်းဒီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ